thank you မင်္ဂလာပါရှင်မန္တလေးခေတ်သက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။သမရဦးဝင်းမြင့်နဲ့တိုင်းမြင်ကန်ပုတ်ကိုဒေါအောင်ဆန်းစုကြည်တို့နှစ်ရှည်လာမြာပြင်ပထီတွေ့ဆက်သွယ်ခွင်ပိတ်ပင်ခံရတဲ့အချိန်လေးကိုကုလမမြန်မာတမ်မတ်ကြီးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်သမရဦးဝင်းမြင့်နဲ့နိုင်ငံတော်တိုင်းမြင်ကန်ပုတ်ကိုဒေါအောင်ဆန်းစုကြည်တို့ကပြင်ပနဲ့ထီတွေ့ဆက်သွယ်ခွင်ကိုနှစ်ရှည်လာမြာပိတ်ပင်ခံထားအကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာတမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောပါရင်နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာဆွမ်းနာ73ရက်ကပြုလုပ်တဲ့ဒုတိယအခွင့်အရေး င်းကမ္ဘာလုံးဆိုင်ရာအကျဉ်းထောင်ဆိုင်ခေါ်မှုကိုပြင်ရှင်းခြင်းအစည်းအဝေးမှာတရားမဝင်ကွန်ပြောကြားစဉ်စင်ယုပ်စုကအကျဉ်းသားတွေကိုတီးကြားဖယ်ထုတ်ပြီးပြောက်ွယ်အောင်ဖယ်ရှားပြဖို့နဲ့ရွှေကောက်ကန်ခေါင်းဆောင်များကိုဖယ်ထုတ်ခြင်းဖြင့်ဒီမိုကရေစီကိုစိတ်သုံးစီဖို့ရည်ရွယ်လှုပ်ဆောင်နေကြောင်းတမ်မတ်ကြီးကအတည်ပြုပါရယ် စစ်တပ်လောက်ခန့်တရားရုံများကလီဝတ်စွာလှုပ်ရှားပြီးတည်တံစီရင်ချက်တွေကိုမိနစ်ပိုင်းတွင်ချမှတ်နေကြောင်းတပ်အမတ်ကြီးကပြောပါတယ်ပြီးခဲ့တဲ့2023ခုနှစ်တနည်းထဲမှာပဲဒီမိုကရေစီထောက်ခံအားပေးသူ160ခန့်တည်တံချမှတ်ခံရတယ်လို့အစီရင်ခံပါတယ်အာနာသိန်းစစ်ကောင်စီကအကျဉ်းထောင်တစ်တွေကိုလည်းတည်ဆောင်းလျက်ရှိပြီးအဲ့ဒီအဆောင်တွေမှာတရားမျှတမှုကိုကင်ဆယ်ဖို့အတွက်မဟုတ်ဘဲတရားမျှတမှုကိုအကျဉ်းချဖို့အတွက်ဖြစ်ကြောင်းတပ်အမတ်ကြီးကရှင်းပြပါတယ်မြန်မာနိုင်ငံမှာဆင်အာနာသိန်းမှုလေးနှစ်ကျော်အတွင်းចောင်းသူចောင်းသားများဆင်အာ င်များတရင်တောင်များရွေးကောက်ကန်လွှတ်တော်မတ်တွေနဲ့ကလေးများထိပါဝင်လျက်ပြည်သူ2900ကျော်မှနိုင်ငံရဲ့ရွေးချက်တွေကြောင့်ဖမ်းဆီးထိန်သိမ်းခံရပါတယ်။အများစုကတရားလက်လွတ်ဖမ်းဆီးချုံနောက်ခံရတာဖြစ်ပြီးစစ်တပ်မှငွေညှစ်လိုတဲ့ရှိရွယ်ချက်နဲ့ဖမ်းဆီးချုံနောက်ခံထားသူတွေဖြစ်ကြောင်းတပ်မတ်ကြီးကကုလကိုရှင်းပြပါတယ်။ဖမ်းဆီးခံထားသူများနဲ့2200ကျော်မှဆက်လက်ထိန်သိမ်းခံထားပြီးထောင်ဒဏ်များထမှတ်ခံထားပြီးဖမ်းဆီးထိန်ချုပ်ခံထားသူများအနေနဲ့တရားများတတ်မှုရှိတဲ့တရားခွင်ဆုံးဖြတ်မှုကိုတစ်ချိန်တစ်ခါမ ှခံစားခွင့်မရခဲ့ကြကြောင်းတမန်ကြီးကစက်ပြောပါတယ်။ 2022ခုနှစ်မှာနိုင်ငံရေးအကျဉ်းသားတွေဖြစ်ကြတဲ့ကိုဖြိုးစင်ရတော်ကိုကျော်မင်းယူကော်ကိုချင်းမီကိုလာမျိုးအောင်နဲ့ကိုအောင်သူရစောတို့ကတကားပိတ်တရက်ခွေများဖြင့်မတရားကွပ်မြန်စီရင်ခံခဲ့ရပါတယ်။2024ခုနှစ်မှာလည်းဆဲအုပ်စုကကိုကောင်ထက်တဲ့လူငယ်မျိုးသမီးနိုင်ငံရေးအကျဉ်းသူမချမ်းမြင့်သူတို့ကိုထပ်မံပြီးတရားကွပ်မြန်စီရင်ခဲ့ကြကြောင်းသံမတ်ကြီးကကုလကိုပြောပါတယ်။မြန်မာနိုင်ငံမှာဆဲအုပ်စုကလက်ရှိတိုင်းပြည်ကျုံတွေ့နေရတဲ့အကျပ်တရေစစ်မြင့်ဖြစ်ကြောင်းသံမတ်ကြီးကကုလကိုရှင်းပြပါတယ်။ဆဲအုပ်စုကပြည်ရင်းတရားဥပဒေစိုးမိုး ေးကိုချိုးဖောက်တဲ့အပြင်အရက်သားပြည်သူတွေပေါ်စစ်မှတ်ကျူးလွန်နေတာမိကြောင်းအချင်းကြနေသူတွေတမကနိုင်ငံတော်ဝန်ရှိပြည်သူလူထုတရက်လုံးမှနေရဆုံးခွာမှုပြဿနာတွေနဲ့လူသားစာနာအကြက်တဲ့ဒုက္ခတွေကိုရင်ဆိုင်နေရပါတယ်။ဒီအချိန်မှာဆေးအုပ်စုကပြင်တက်ကင်းလွတ်ခွင့်ကိုခံစားနေရပြီးနိုင်ငံတကာဥပဒေနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့နိုင်ငံတကာလူခွင့်ရင်ဥပဒေတို့ကိုပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိကြောင်းတမ်မတ်ကြီးကထောက်ပြပါရယ်။ဆေးအုပ်စုကဆေးရဆွဲမှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေရဆွဲမှုတွေရဲ့တော်ဝရတော်တရက်ခန့်နေ ဖြစ်ပြီး၎င်းတို့ကိုမဖြစ်မနေတာဝန်ယူမှုတာဝန်ခံမှုရှိစေရမှာဖြစ်ကြောင်းတာမန်ကြီးကဆိုပါတယ်နိုင်ငံတကာအတိုင်းဝန်အင်းနဲ့ဆင်အာနာရှင်စနစ်နဲ့၎င်းတို့ရဲ့မတရားဆင်အာနာသိမ်းမှုတို့ကိုချုပ်ငိမ့်ဖို့အတွက်အားထုတ်နေတဲ့မြန်မာပြည်သူတွေရဲ့ကြိုးပမ်းမှုတွေကိုကူညီအားပေးကြဖို့ကုလဆိုင်ရာမြန်မာတာမန်ကြီးကတိုက်တွန်းပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့မူဆယ်နေဆက်ကုံသွေးမှညီနောင်သုံးဖွဲ့နဲ့တရုတ်တို့စစ်ကောင်စီကိုနောက်ကောက်ကြပြီလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် မြန်မာတရုတ်နယ်စပ်အတွင်းအထူးကကုန်သွယ်ရေးဂိတ်ဖြစ်လာတဲ့ကျင်းစံကျော်ခိမ်မှတစဉ်တရုတ်ဝင်အခွန်ကောက်မယ်လို့မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးရင်နောက်မူဆယ်ကိုသွားမယ်ကုန်ကားတွေကိုလာရှုမှစောင့်ပြီးဖန်ဆီးပါတယ်။ MNDAA နဲ့ TNL က2029စစ်စင်ရေးနဲ့တူတိုက်ခိုက်ပြီးတရ9မိုင်နယ်စပ်ကုန်သွယ်ရေးစုံနဲ့ကျင်းစံကျော်ဂိတ်တို့ကိုထိန်းချုပ်ထားပြီးကျင်းစံကျော်ဂိတ်မှဇူလိုင်လတရက်နေ့ကစပြီးတရုတ်ဝင် အခွန်ကောက်မယ်လို့ကြေညာထားပါတယ်။ ီသတင်းထွက်လာတဲ့ဇွန်လ17ရက်နေ့နှမ်းပဲတီစိမ်ညီပဲများတင်ဆောင်လာတဲ့ကား22စီးကိုလာရှိုမသိန်းဒီဘတ်အထွတ်ရှိဘူးဆန်စုပေါင်းကိန်းဒီမှာစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ကြောင်းကုန်တဲ့တအုပ်ကပြောပါတယ်တရုတ်ကိုပုံမဲ့ကုန်နေဖမ်းတဲ့အဓိကကမဟာမိတ်တွေဘက်ကမသွားသေးပဲရှမ်းထောင်ဘက်ကနေသွားဖို့ဆကဆကပုံစံသွင်းနေတဲ့အထူးသဖြင့်မဟာမိတ်တွေဘက်ကိုဖျက်ထားတာလို့ကုန်တဲ့တအုပ်ကသုံးသပ်ပြောဆိုပါတယ်တရုတ်နိုင်ငံနဲ့ကုန်သွယ်ရမှာရှမ်းပြည်နယ်ရှေ့ပိုင်းရှိမိုင်းလာနယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင်အများဆုံးကုန်သွယ်နိုင်ရေးစကောင်စီကချိုးပန်းနေတယ်လို့ကုန်တဲ့ချုပ်ပြော ောပါတယ်မိုင်းလားနေဆက်ကိုမိုင်းလားလက်နက်ကိုင်ဖွဲ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ် MNT ကထိန်းချုပ်ထားပြီးစစ်ကောင်စီရဲ့စီးပွားကူးသန်းဝင်ကြီးဌာနကတိုင်းတုံမျိုးမှာအခြေချပြီးအခွန်ကောင်းနေပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ပေါ်ကွက်ကွက်ကလေးကိုသာတရုတ်ဂျာဝင်စစ်ဖက်မှုတွေကြောင့်စစ်ကောင်စီကထိန်းချုပ်ထားနိုင်ပြီးကြံရှမ်းမြောက်တခွင်လုံးကတော်လိုင်းအင်အားစုတွေလက်ထဲမှာရှိပါတယ်လာရှိုးမြို့မှာမူဆယ်မြို့ချင်းစံကြောက်ဂိတ်ကိုသွားတဲ့ပြည်တော်စုလမ်းမတိုင်းဆိုရင်လာရှိုးသိန်းနီကိုကိုင်နံဘတ်ကမူဆယ်မြို့တို့ကိုဖြတ်သွားပါတယ်လာရှိုးမြို့ပေါ်ကိုစစ်ကောင်စီကထိန်းထား ပြီးလာရှိုသိန်းညီချာနဲ့သိန်းညီမျိုးဘော်ကို MND ကထိန်းချုပ်ထားပါတယ်။ကိုခိုင်နံပါတ်ကမျိုးတို့ကို KI နဲ့ DNL ကထိန်းချုပ်ထားပြီးမူဆယ်မျိုးဘော်ကိုစစ်ကောင်စီနဲ့ပြည်သူစစ်များကထိန်းချုပ်ထားပါတယ်။မူဆယ်မျိုးနဲ့တွင်105မိုင်ကုန်သွယ်ရေးစုံနဲ့တုံခန်းရွာလမ်းမှာတဆင်သွားရတဲ့ချင်းစမ်းကြော်ဂိတ်ကိုမြောက်ပိုင်းမဟာမိတ်၃ဖွဲ့ကထိန်းချုပ်ထားပါတယ်။ ျင်းစံကြော့ဂိတ်မှာအခွန်ကောက်ခံမဲ့ကိစ္စနဲ့ပတ်သက်ပြီးမဟာမိတ်သုံးဖွဲ့ကထုတ်ပြန်ရာမှာတရုတ်မြန်မာနယ်စပ်ကိများပို့မှုဖွင့်လှစ်ပြီးကုန်ကားများဝင်ထွက်များလာတာကြောင့်စူလိုင်တရမစပြီးကုန်သွယ်မှုအသွင်းထုတ်ဂျူတီဆောင်ကနှုံးထားတွေကိုစီမံခန့်ခွဲမှာဖြစ်ပြီးအွန်လိုင်းကုန်သွယ်မှုအခွန်ဆောင်စနစ်နဲ့ရှင်မှတ်ပုံတင်ခြင်းစနစ်တွေကိုအစစ်မြင့်တင်မယ်လို့အတည်ပြုထားပါတယ်။နယ်စပ်ကုန်သည်များဂျူတီဆောင်ကုမ္ပဏီများကုန်ကားခိတ်များအနည်းနဲ့စူလိုင်လတရနေ့မတိုင်မီညီနာသုံးဖွဲ့ရဲ့အကောက်ကွန်ဌာနလက်အောက်ခံကျင်းတာကုန်စီပို့ဆောင်ရေးဌာနမှကုမ္ပဏီမ ပုံတင်ခြင်းနဲ့ရှင်မပုံတင်ခြင်းတွေကိုပြီးစီအောင်လှူဆောင်ဖို့အတိပေးထားပါတယ်။ကိုရိုင်းကျုံတင်အခွန်အကောက်ဖွင့်ခြင်းရင်ဝင်ထွက်ကျုံတင်မပုံတင်ခြင်းနဲ့ကပ်ပြားများထုတ်ပေးခြင်းတွေကိုမဟာမိတ်ညီနောင်သုံးဖွင့်ရဲ့အကောက်ကွန်ဌာနကဆောင်ရွက်မယ်လို့အတိပေးထားပါတယ်။ဇူလိုင်လတရက်နေ့နေဆက်ကုံသွင်းမစတင်ပြီးမပုံတင်ရမှာဖြစ်ပြီးလုပ်ငန်းနှောင့်နှေးကြံ့ကြာမှုဖြစ်စေဖို့ဆောင်ရွက်စာရန်ထောက်ထားတွေကိုအမြန်ဆုံးပြင်ဆင်ထားဖို့ကျင်းစံကြောဂိတ်မှာတရားဝင်ကြေညာထားတယ်လို့ဆိုပါတယ်။ကျင်းစံကြောဂိတ်ကိစ္စမှာတရုတ်ကမဟာမိတ်တွေကိုနှီးပညာပါအကူအညီပေး ီးနေပြီးမူဆင်မာစိုးကျန်တဲ့ဂိတ်တွေကိုမတုံသေးဘူးမဟာမိတ်တုံးဖွဲ့ကိုခွင့်ရင်းပြလိုက်တဲ့သဘောပဲစစ်ကောင်စီကတော့အစာချေမှမဟုတ်ဘူးလို့မူဆင်မြို့ကန်ကုံတဲတအုပ်ကဆိုပါတယ်စစ်ကောင်စီကတရုတ်စိုးရရဲ့အကူအညီ ယူပြမြောက်ပိုင်းမဟာမိတ်၃ဖွဲ့နဲ့ဆွေးနွေးမှုတွေရှိနေတော့လဲအကြံဖတ်ဖွဲ့ဖြစ်ကြီးညာထားဆဲဖြစ်ပါတယ်။အကြံဖတ်ဖွဲ့တွေနဲ့ဆက်သွယ်သူတွေကိုအရေးယူမယ်လို့လည်းကြီးညာထားပါတယ်။ဒါကြောင့်မြောက်ပိုင်း၃ဖွဲ့ထိန်းချုပ်ထားတဲ့နေရာတွေကိုအတုံးပြုနေတဲ့ကုန်တင်များရှင်းပေါင်းများကစိုးရိမ်မှုတွေရှိနေပါတယ်။ဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းပြည်သာစုလမ်းမကိုဆုံးရှုံးလိုက်ရတဲ့စစ်ကောင်စီကတရုတ်နိုင်ငံကိုကုန်သွယ်ရေးအတွက်ရှမ်းပြည်တောင်ပိုင်းလမ်းကိုပုံမိုးအတုံးပြုဖို့ကြိုးပမ်းနေပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာတဆင်တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးမှာလာရှိုးသိမ်းညီချင်းရှင်ဟောလောက်ကင်လမ်းလေးရှိပါတယ်။လာရှိုးမြို့ ပေါ်ကိုစစ်ကောင်စီထံ MND ကအပီလာကပြန်ပေးပြီးနောက်ပိုင်းချင်းရွှေဟော်နယ်နောက်ကိုင်းနယ်စက်ခိတ်များပြန်ဖွင့်ထားတော်လဲကုန်စီစီစစ်မှုနှဲပါနေစေလို့သိရပါတယ်။ မြန်မာကတရုတ်အိန္ဒိယထိုင်းဘင်္ဂလားဒေ့ရှ်တို့နဲ့နေဆက်ကုန်သွယ်ရေးစခန်း၁၈ခုကျော်ရှိပြီးအများပြားကိုတော်လိုင်းအင်အားစုတွေကထိန်းချုပ်ထားပါတယ်ဒီအချိန်မှာစစ်ကောင်စီကကုန်သွယ်ကဏ္ဍမှာတဆင့်တော်လိုင်းအင်အားစုတွေထံငွေကြေးများစီးဆင်းနေရလို့ကောင်းစင်တက်ပြီးတရားမဝင်ကုန်သွယ်မှုတွေကိုပြင်းပြင်းထန်ထန်နှိမ်နှင်းမယ်လို့ချိန်ချောက်ထားပါတယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီကိုဖွဲ့စည်းထားပြီးစစ်ကောင်စီဒုတိယကောင်ဆောင်ဒုတိယပို့ချုပ်မှုကြီးစိုးဝင်းကဥက္ကဋ္ဌနေရာယူထားပါတယ်နေပြည်တော်မှာမေလ26ရက်ကပြုလုပ်တဲ့တရားမဝင်ကုန်သွယ်မှုတိုက် က်ဖြတ်ရေးစည်းဝေးမှာလည်းတရားမဝင်ကုန်သွယ်မှုတွေကိုတိုက်ဖြတ်ဖို့ထပ်မံတတိပေးသွားပါတယ်။ဒါအပြင်ကုန်စည်တည်ဆောင်မှုတွေနဲ့ပတ်သက်ပြီးလည်းသတင်းတွေကိုစစ်ကောင်စီကမွေးထားပါတယ်။အဆိုပါသတင်းတွေကိုဖမ်းမိထားတဲ့ကုန်စည်တန်ဖိုးအလိုက်စစ်ကောင်စီကငွေကြေးမှလုံပေးထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာကုန်တယ်တအုပ်ကတော့ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးစစ်ကောင်စီကတည်ငြိမ်တဲ့မူဝါဒမရှိဘဲဖမ်းကျဉ်သလိုဖမ်းနေကြောင်းနိုင်ငံရေးအစမကျေမှုတွေကိုအညှို့ထားပြီးတော်လိုင်းအင်အားစုများဘက်မှထွက်လာတဲ့ကုန်စည်များဒါမှမဟုတ်တော်လိုင်းအင်အားစုတွေဘက်ကိုဥတီတဲ့ကုန်စည်တွေကိုအကြောင်းပြချက်မျိုးစုံနဲ့ ဲ့ဖန်ဆီးနေတယ်လို့ပြောပါတယ်။